ားအလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတည်တင်တဘောအနေနဲ့ Bitcoin mining လုပ်ဖို့ Bilaro တမရထုတ်ပြောလာတဲ့တည်တင်နဲ့အတူမြို့ပါလာသဒ္ဒနာ Crypto Summit ဆိုတဲ့တည်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တည်ဆက်သူ Kiki ပါ ပထမအဆုံးသတင်းတဘောအနေနဲ့ Bitcoin mining လုပ်ဖို့ဘီလာရိုတမရာထုတ်ပြောလာဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။နိုင်ငံအတွက်အကျိုးရှိမယ်ဆိုရင် Bitcoin mining တူဖို့ အစင်းရှိကြောင်းဘီလာရိုတမရာ Lukashenko ကထုတ်ပြောလာပါတယ်။ရုရှားနဲ့ဆက်ဆက်နေတဲ့ Russia token သူ Lukashenko ကပြည်တွင်းမှာပိုရှင်လျက်စစ်တပ်အားတွေရှိကြောင်းနဲ့ crypto mining ကသာတိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းစေမယ်ဆိုရင် mining လုပ်ဖို့အစင်းတင်ပဲလို့ဆိုထားပါတယ်။ ဒါကြောင့်ဘီလာရုစ်မှာနိုင်ငံတော်အစ်စ်လက်ပတ်မဲ့ Bitcoin mining project တွေကိုမြင်လာရနိုင်ပြီးရလာတဲ့ Bitcoin တွေကိုနိုင်ငံရဲ့မုံငွေအဖြစ်စုထားတာမျိုးတွေလည်းတွေ့လာရနိုင်ပါသေးအခုလက်ရှိမှာနိုင်ငံတော်စီမံကိန်းအတက် Bitcoin mining လုပ်နေကြတဲ့နိုင်ငံပေါင်းနှစ်နိုင်ငံပဲရှိပါသေးတယ်။ဘူတန်နိုင်ငံကသူတို့ရဲ့ပိုရှန်ရေးအလျက်စစ်တွေကိုတုံးပြီး Bitcoin mining လုပ်ရကနေနိုင်ငံ GDP ရဲ့၃ဝန်းတောင်လောက်အထိဝင်ငွေရနေပါသေးတယ်။ Elsevier ကတော့မိတော်ကရတဲ့အပူဆိုင်ကိုလျှက်စစ်ဆိုင်အဖြစ်အတင်ပြောင်းပြီး Bitcoin mining လုပ်နေတာကြောင့် အခုဘီလာရုစ်မှာပါဝင်မယ်ဆိုရင်နိုင်ငံတော်အဆင့်ပြေကွန်တူတဲ့နိုင်ငံပေါင်း၃နိုင်ငံအထိရှိလာမှာပါတကယ်တော့လူကာရှန်ကိုအနေနဲ့ US ရဲ့ပြေကွန်ရိစချင်းညာချက်ကြောင့်ပြေကွန်မိုင်းနေလို့ဖို့အတွက်စိတ်ဝင်စားလာတာဖြစ်ပြီး US လိုမျိုးစီးပွားရေးအင်အားကြီးနိုင်ငံကြီးမှာတော့ခရစ်တိုရိစတေဝဲစုနေပြီဆိုရင်ဘီလာရုစ်မှာလည်းလုံးလို့ရနိုင်တာပါရှိမလဲရှာကြည့်ရင်ကပိုရှန်ရဲ့ဆင်းနဲ့ပြေကွန်မိုင်းနေလို့လုံးလို့ရနိုင်တာကိုတွေ့သားပုံပါပဲ ဒါ့အပြင်ရုရှားနဲ့အပေါင်းအပါတွေဟာဘစ်ကွိုင်းအပေါင်းအဝင် cryptocurrency တွေကိုဆန်းရှင်းရှောင်းတာတွေမှာအစားတို့ငွေပေးချေမှုတရက်အဖြစ်အသုံးချဖို့အတော်လေးကြိုးစားလာကြတာကိုလည်းတွေ့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးဘာသာသာသနာ crypto summit ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ crypto industry တစ်ခုလုံးကတော့ matchla 9ရက်နေ့ impure crypto summit အတွက်ရုပ်စီရုပ်စီဖြစ်နေကြပါပြီ ဒေါ်နယ်ထရန့်ကိုရန်ဦးစီးခြင်းမှပြီးခရီတိုပိုင်းဆိုင်ရာအစိုးရပိုင်းနေတဲ့အတူခရီတိုနယ်ပယ်တွင်းကအထင်ကြီးပုံကိုယ်တွေအရေးပါတဲ့ပုံကိုယ်တွေကိုဖိတ်ကြားထားတာကြောင့်ဒီပွဲကနေဘာတွေအကြောင်းထူလာမလဲဆိုတာသိချင်နေကြပါတယ်။လောလောဆယ်မှာခရီတိုဆမစ်ကိုတက်ဖို့အတည်ပြုပြီးသားစည်ရင်အနေနဲ့ ကွိုင်းဘေးခရီဒိုဂွန်ခရကန်တို့လိုခရီဒိုအိတ်ချိန်တွေရဲ့ CEO တွေရော်ဘင်ဟုပါရာဒိုက်ဘစ်ကွိုင်းမဂဇင်းတို့လိုခရီဒိုကမ်ပဏီတွေရဲ့ခေါင်းဆောင်ပိုင်းတွေကဘာမှာဘစ်ကွိုင်းအများဆုံးကင်ထားနိုင်တဲ့အဖွဲ့အစည်းအဖြစ်မှတ်တမ်းတင်ထားနိုင်တဲ့ strategy ရဲ့ပေကန်ရှင်မိုက်ကယ်ဆေးလာတို့တက်ရောက်ဖို့ရှိပါတယ်။လက်ရှိအတည်ပြုပြီးတလောက်စီးရင်ကိုကြည့်မယ်ဆိုရင် US အခြေစိုက်ကမ်ပဏီတွေဒါမှမဟုတ် US နဲ့ပတ်နံသိမ်းပြီးနှီးစက်တဲ့ကမ်ပဏီတွေ platform တွေကိုပဲဖိတ်ကြားထားတာကိုတွေ့ရပြီး အေရှန်ဘက်ခြမ်းယူရိုဘက်ခြမ်းကကမ္ဘာတွေစီးရင်နဲ့ရှိမနေပါဘူး။ဒါပြင် US Crypto Reserve ထဲမှာထည့်တင်ကြမယ်လို့ Trump ကိုရင်ထုတ်ပြောထားတဲ့ Solana နဲ့ Cardano ရဲ့ CEO ဒါမှမဟုတ် founder တွေကိုလည်းဖိတ်ကြားခံရတဲ့စီးရင်ထဲမှာမတွေ့ရပြန်ပါဘူး။ဒါကြောင့်ဒီ crypto summit ဟာအမျိုးဘာသာတသနာဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်မဲ့အကြောင်းအရာတွေကိုဦးစားပေးဆွေးနွေးမဲ့ crypto summit လည်းဖြစ်လာနိုင်ပြီး industry အတက်အမြတ်တဲ့အဖြေတွေထွက်လာမလား ဒါမှမဟုတ် US ပထမဆိုတဲ့ order တွေမူဝါဒတွေပဲထွက်လာနိုင်မလားဆိုတာကတော့မကြခင်သိရတော့မှာပါလောလောဆယ်မှာတော့ Trump ဘိုင် wallet တွေဟာ Bitcoin တွေနဲ့ Ethereum တွေဝယ်နေကြတာကိုတွေ့ရပြီး Matchla 6ရက်နေ့မနက်မှာတည်း BTC နဲ့ ETH တွေကိုဒေါ်လာ10 million နီးပါးစီဝယ်ယူခဲ့ပါတယ်။ BTC နဲ့ ETH အပြင် MOO တွေကိုလည်းဒေါ်လာ1 million ကျော်ဖို့အထိဝယ်ယူခဲ့တာကြောင့်မာဘာတာထရန်တရဘာတွေအကွက်ရှိနေတယ်လဲဆိုတာကို Industry တစ်ခုလုံးကရင်ခုန်စိတ်လှရှားစွာစောင့်ကြည့်နေကြပါတယ်။ ဒါကတော့မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့တဲ့တင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။